အားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီခဏလေးတော့ Great Train English Unit 1က Modern Auxiliary တွေဖြစ်ကြတယ်ခေါင်းရွှရွှေ့ရမတ်ဆယ်ကိုအတူတူလေ့လာကြည့်ကြရအောင်အဲ့တော့ကျွန်တော်ဒီ Mass နဲ့ပတ်သက်ပြီးတော့မှတော့ grade 11က unit 2မှာ maths ရဲ့ half day ရဲ့အတုံးကိုကျွန်တော်ဗီဒီယိုတစ်ပုဒ်လုပ်ထားပေးပါပြီ။အဲ့တော့ maths ရဲ့အတုံးကိုကြည်ကြဲဝန်းဝန်းသိကျင်တဲ့သူကအဲ့ဒီဗီဒီယိုလေးကိုတွားကြည့်လို့ရပါတယ်။အကယ်၍တွားရှာပြီးတော့မှကြည့်ပြနေဆိုရင်လည်းဗီဒီယိုလေးရဲ့အဆုံးနောက်မှာကျွန်တော်အဲ့ဒီဗီဒီယိုလေးကိုထည့်ထားပေးပါမယ်။အဲ့ဒီဗီဒီယိုလေးကိုနှိပ်လိုက်ပြီးတော့မှကြည့်နေပါပဲခင်ဗျာ။ဒါဆိုရင်အခုသင်ခန်းစာကိုတော့စကြရအောင်။ပထမဦးဆုံး con ခန်းကတော့သူ့ရဲ့တက်ရိုက်အဓိပ္ပာယ်ကတော့90ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ ဲ့တော့ can is used ခံကိုသုံးပါတယ်တဲ့ to ask for and give permission ခွင့်ပြုချက်တောင်းဖို့ခွင့်ပြုချက်ပေးဖို့သုံးပါတယ်တဲ့ဥပမာအဖြစ် can i take your umbrella ပြင်ပြို့ငါယူလို့ရမလားခွင့်ပြုချက်တောင်းလိုက်တာပေါ့ဗျာ can i smoke in the house အိမ်ထဲမှာဆေးတက်လို့ရမလားလာလေခွင့်ပြုချက်တောင်းတာ you can use my phone မင်းကဖုန်းကိုသုံးနိုင်တယ်ဒါကတော့ခွင့်ပြုချက်ပေးလိုက်တာဖြစ်ပါတယ်နောက်တစ်ချက် to express physical ability ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာကိုယ်ကာယပိုင်းဆိုင်ရာစွမ်းရည်တွေကိုဖော်ပြခြင်းလဲသုံးတယ်တဲ့ he can lift the heavy vows to တက်တာအလေးကြီးကိုမနိုင်နဲ့သူ့ရဲ့ physical ability ပေါ့ဗျာနောက်တစ်ချက်က to express possibility ဖြစ်နိုင်ခြေကိုဖော်ပြရင်လဲခံကိုသုံးပါတယ်တဲ့ I'm sure the solution to the problem can be found ဒီပြဿနာရဲ့အဖြေကိုရှာတွေ့နိုင်မယ်ဆိုတာသိကြတယ်နော်ဒါလည်းဖြစ်နိုင်ခြေကိုပြောတာအခု it can rain sometimes တခါတည်းမွေးရနိုင်တယ်ဒါကတော့ possibility ကိုပြောတာပေါ့နော်နောက်တစ်ချက်က express and acquire skill ကိုမှရှိနေနေပြီးသားကိုမှရှိထားတဲ့ skill ကျန်းကျင်မှုကိုဖော်ပြခြင်းလဲခံကိုသုံးလို့ရပါတယ် Mala can play the piano very well ဒါသူ့ရဲ့ ability ဒါမှမဟုတ် skill ပေါ့နော် ability တော့မဟုတ်ဘူး Can you sum me you can la yes i can အာငါကုနိုင်တယ်ဒါဒီကိုရဲ့ skill ဖြစ်ပါတယ်အဲ့တော့ဒီ physical ability နဲ့အခွင့်အရေး skill နဲ့ကတူတယောက်ယောက်ရှိပြီမဲ့ကျွန်တော်တို့ကမတူဘူးပေါ့နော်ဒါကြတော့ဘာမှတင်ယူစီးပူးလေ့လာစရာမလိုဘူး physical ability ကဒီ skill ကြတော့ကိုတင်ယူစီးပူးလေ့လာထားတဲ့ skill ကိုပြောချင်တာဖြစ်တယ်အဲ့တော့သူကဒီမှာတော့ positive တွေရေပြောထားတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ကဖြန့်ကျက်ပြီးတော့မှ ခွန်ပြူချက်တောင်းလို့ရတယ်ခွန်ပြူချက်ပေးလို့ရတယ်ခွန်ပြူချက်မပေးရင်လည်းမပေးလို့ရင်လည်းဒီခံကိုတွန်းရတယ်ဆိုတည်ထားမယ်ဆိုပါစို့ can i take your umbrella လို့ကိုယ်မှာခွန်ပြူချက်တောင်းလာတယ်ဆိုရင် no you can't ဒါကိုကသူ့ကိုခွန်ပြူချက်မပေးတာပေါ့နော် can i smoke in the house ဆိုရင်လည်း no you can't ဒါဆိုရင်လည်းကိုကခွန်ပြူချက်မပေးတာအဲ့တော့ you can't use my phone မင်းကမင်းကဖုန်းကိုတုံးလို့မရဘူးဆိုတာသူ့ကိုကတားမြစ်တဲ့တဘောပေါ့နော်ဒီလိုမျိုး permission မပေးဖို့လည်းတုံးလို့ရတယ်ဆိုတာကိုတော့ဖြန့်ကျင်ပြီးတော့တွေးစီခြင်းနဲ့ physical ability မှာလည်းဒီတိုင်းပဲ I can't lift the heavy vowels ငါအဲ့ဒီတက်တာလေးကိုမမနိုင်ဘူးဆိုတာမျိုး negative တပုတ်လည်းဖြန့်ကျင်ပြီးတော့မှတွေးစီချင်တာပါ possibility မလည်းဒီတိုင်းမှာပဲဒီ acquire skill ကိုဖော်ပြချင်တယ်ဒီတိုင်းပဲ I can't swim ငါရင်မကူးနိုင်ဘူးဒါဆိုရင်ကိုယ့်ရဲ့ skill ကိုကိုမလို့နိုင်တဲ့ skill ကိုသူပြောတာပေါ့နော်အဲ့ဒါလေးကိုလည်းဖြန့်ကျင်ပြီးတော့မှတွေးစီချင်တယ်ဟုတ်ကဲ့ခံကတော့ computer ပေးဖို့ computer တောင်းတယ် computer တောင်းဖို့ computer ပေးဖို့နောက်ပြီးရင် computer မပေးဖို့ပေါ့နော်ဖြစ်စပြီးတော့ပြောရမယ်ဆိုရင်နောက်က physical ability ကိုဖော်ပြဖို့ possibility ကိုဖော်ပြဖို့ acquire skill ကိုမှရှင်းနေနေပြီးသားစီပူလိလာထားတဲ့ skill တွေကိုဖော်ပြဖို့အသုံးပါတယ်တဲ့သူရဲ့ back form လေးကိုကြည့်အောင်ဒီ back form ကတော့အားလုံးဒီ grade track မှာရောက်လာပြီဆိုတော့ဒီ set ကိုတော့ကျွန်တော်ပြောစံမလို့လို့ထင်တယ်သူတို့ညာလည်းလို့လို့မယ်မယ်ကျွန်တော်ယူလာတာပါအဲ့တော့ affirmative ကတော့ subject ပြီးမှ can modifier လာမယ်ပြီးမှ verb infinitive negative ကတော့ subject can or can't verb infinitive can ကိုကျွန်တော်တို့ခွဲရေးလို့မရဘူးတွဲယူတော့မရရမယ်ဆိုတာသိထားပေးပါ interrogative မှာတော့ can subject verb infinitive ကျွန်တော် question mark လေးတင်ထားတယ် question mark လေးပါ question mark လေးသိထားပေးပါအဲ့တော့ကျွန်တော်တို့ကဒီမှာ can ကြောင့်မို့ can can တော့ can လို့ထားပေမဲ့ modifier တင်မှန်းနဲ့များကပုံစံနဲ့ပဲပတ်ချန်တိဆောက်ရတာ subject ပြီးမှ modifier လာမယ် infinitive subject ပြီးမှ modal negative infinitive modal ဘက်ပြီးမှ subject ဘက် infinitive ဒါကတော့ question ပေါ့ဗျာအဲ့တော့မေးစရာရှိတဲ့က infinitive ဆိုတာဘာလဲကျွန်တော်တို့တွေနောက်တော့အဖြစ်တော့ verb 1 verb 2 verb 3 verb 5 ng ပဲမှတ်ကြတာ verb infinitive ဆိုတာဘာလဲဆိုတော့ verb infinitive ဆိုတာကကျွန်တော်တို့အလုံးအတူချုံမပြောလိုက်ရင်တော့ verb 0ကိုပဲပြောတာပေါ့ဗျာကျွန်တော်အားလုံးသိကြတာက present တည်တယ် past တည်တယ် past participle တည်တယ် present participle တည်တယ်သူတို့ညာလဲ verb infinitive က ဒီ2 verb 1လို့ပဲကျွန်တော်တို့မှတ်ကြတာတကယ်တမ်းက2 verb infinitive ဖြစ်တယ်။ဒီနေ့ပြန်ပြောမယ်ဆိုရင် base form original verb မူရင်း verb ကိုပြောတာ။အဲ့တော့အဲ present က msr ဖြစ်ပေမဲ့သူ့ရဲ့မူရင်း verb က be ဖြစ်တယ်။ can be လို့ပဲသုံးလို့ရတယ်ကျွန်တော်တို့က verb 1ဆိုရင် verb 1လို့ moreover plus verb 1လို့ကျွန်တော်တို့မှတ်ထားတယ်ဆိုရင် can am လို့လည်းသုံးလို့ရနိုင်မှာ can is လို့လည်းသုံးလို့ရနိုင်မှာ can are လို့လည်းသုံးလို့ရနိုင်မှာတကယ်လို့မရဘူး။ဘာပဲသုံးရမှာလဲဆိုတော့ can be ပဲသုံးလို့ရတယ်။အဲ့တော့ ဒီ model verb တည်းရဲ့နောက်မှာ verb infinitive ပဲလိုက်တယ်မူရင်း verb original verb ပဲလိုက်လို့ရတယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့မှတ်ထားမှာဒီ to infinitive model verb infinitive ဒါလေးကိုတော့ပြင်ပြန်တောင်းလေးပြီးတော့မှတ်စီခြင်းနဲ့ပေါ့နော် to verb 1ဆိုတာယူကို clear အထာတွေကြောင့်မို့မိပြလိုက်ပါတော့ okay နောက်ဆိုရင် let's go to next model verb should okay should ကတော့အားလုံးသိကြတယ် should ကိုအားလုံးသိကြတာကတော့ think သည်ဆိုတဲ့ဘောပေါ့ဗျာ should you should ကိုသုံးပါတယ် when we think the action is necessary ပြုမှုတကူဟာ ြုမလို့ဆောင်ဖို့လိုအပ်တယ်လို့ထင်တဲ့အခါနော် order မဟုတ် when we think it is a fact မှန်ကန်တဲ့အချက်လေးလို့ကိုထင်တဲ့အခါ fact ဆိုတာ something that is true ကိုပြောတာမှန်ကန်တဲ့တခုခုပေါ့နော်အဲ့လိုပြောချင်တဲ့အခါကျွန်တော်တို့ရှစ်ကိုသုံးပါတယ်တဲ့လိုအပ်တယ်လို့ကိုထင်တာနော်အတိအကျကြီးကိုပြောတာမဟုတ်ဘူးလိုအပ်တယ်လို့ထင်တဲ့အခါမျိုးမှာရှစ်ကိုသုံးတာ I never eat breakfast. You should eat breakfast complete with brain food like whole grain, dairy, or fruit. မင်းငါနေ့မင်းစားမစားဘူးလေတခါမှနေ့လေမင်းစားမစားဘူးကိုကသူ့ကိုပြန်ပြီးတော့မှ လွတ်ဖို့လွတ်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုကိုကပြန်ပြီးတော့ပြောချင်တဲ့အခါပေါ့နော် you should eat breakfast complete one brain food ဦးနောက်ကိုကောင်းစေတဲ့စားတောက်တွေပြည်စုံသော complete ပြည်စုံသော like blue high လဲ whole grain whole grain ကတော့ globalization of food grade level မှာပါပြီးသားဒီ whole grain ဆိုတာကအမ်ဘယ်လိုပြောမလဲအာဟာရပြည့်ဝတဲ့စားစာတွေပေါ့နော်တန့်စင်ထားတဲ့စားစာတွေမဟုတ်တဲ့အာဟာရပြည့်ဝတဲ့တဘာဝစားတဘာဝအစိမ့်စံတွေ dairy နှုတ်ပစ္စည်းတွေ fruit တတိယလန်တွေကိုမစားတဲ့နဲ့ဒါက လိုအပ်တယ်လို့ကိုထင်လို့ပေါ့နော်ဒီ action ကလိုအပ်တယ်လို့ထင်လို့ကိုပြောတာနောက်တစ်ချက် for express obligation and availability obligation ဆိုတာတာဝန်ဝတ်တရား availability ဆိုတာကတော့တင့်တော်မှုပေါ့နော်အဲတင့်တော်တဲ့အဲဝတ်တရားရှိတယ်လို့ဖော်ပြခြင်းလည်းဝတ်တရားတွေကိုတော့မဟုတ်တင့်တော်မှန်ကန်မှုတွေကိုဖော်ပြခြင်းလည်းရှုပ်ကိုသုံးနေတယ်အဲ့တော့အပေါ်ကတော့တင်မကွာဘူးပေါ့နော် you should get up early to study for your exam main summary ဘွဲတွေ့လေးလာဖို့မစစောထားတင်တယ်ဒါ obligation နော်ဒါကသူ့ရဲ့ ဒီ obligation ကိုပြောချင်တာပေါ့ဗျာနောက်တစ်ချက် you should work if you want to get distinction မြင့်ကုန်ဒူးတွေလိုချင်နေဆိုရင်တော့မြင့်ကြိုးစားတင်တယ်အဲ့တော့ဒါကဒီနှစ်ခုကတော့ availability နဲ့ obligation ဆိုတာတော့ခက်ဆင်စင်ပဲတည်ကြီး true ချာချာကိုကိုပြပြမှတ်နေစမ်းမလို့တင့်တော်တယ်လို့ကိုထင်တဲ့အခါဒါမှမဟုတ်လုတ်ဖို့ဝတ်တရားရှိတယ်လို့ထင်တဲ့အခါလည်းရှစ်ကိုသုံးပါလေတဲ့ဟုတ်ကဲ့သူရဲ့ပုံစံကတော့ခုနကတိုင်းပဲဒါ model verb လို့ပဲမှတ်ထားပေး subject model subject model not verb infinitive subject sorry modal subject verb infinitive เนาะဒီမှာလည်းကျွန်တော် question mark လေးတင်ထားတယ်သိခံပေးပါခင်ဗျာဟုတ်ကဲ့ပါဒါဆိုရင်တော့ shut shut ကိုကျွန်တော်တို့လုတ်ဖို့လိုအပ်တယ်လို့ထင်တဲ့အခါမှန်ကန်တယ်လို့ထင်တဲ့အခါသုံးတယ်ဟိုတရားတွေကိုဖော်ပြခြင်းနေဆိုရင်ဒါမှမဟုတ်တင့်တော်တင့်တော်တယ်လို့ဖော်ပြခြင်းနေဆိုရင်လည်း shut ကိုသုံးပါတယ်တဲ့ဟုတ်ကဲ့နောက်တစ်ချက်တော့ကြောင်းဆိုနောက်ဆုံးတစ်ခုက must ဟုတ်ကဲ့ must ကတော့ရမည်လို့ကျွန်တော်တို့မှတ်ထားကြတာပေါ့ဗျာ must is used to talk about necessity လိုအပ်ချက် နော်ခုနကတော့လိုအပ်တယ်လို့ထင်လို့ရှုပ်ကိုသုံးတာဒီကကြတော့လိုအပ်ချက်ကိုပြောချင်ရင်သုံးတာ obligation ပြီးတော့ဒီတာဝန်ဝတ်တရားတွေ in the present လက်ရှိတာဝန်ဝတ်တရားတွေလိုအပ်ချက်တွေကိုနော်ဖော်ပြချင်ရင်လည်းပြောချင်ရင်လည်း must ကိုသုံးပါတယ်တဲ့ရှုပ်ကတော့လို့ဖို့တင့်တယ်လို့ကိုထင်လို့ပြောတာပေါ့နော်ဒီတစ်ခုခုလို့တင့်တယ်လို့ကိုထင်လို့ပြောတာ must ကတော့လို့ကိုလို့ရမယ်လိုအပ်ချက်လိုအပ်ကြောင့်မို့လိုအပ်မှုကြောင့်မို့ must ကိုသုံးပါတယ်တဲ့ you must arrive 2 hours before your flight မင်းဒီမထွက်ခင်မင်းနှစ်နာရီကြာပြီးတော့မှမရောက်အောင် ဲ့တော့ဒါ necessary to do လို့ဖို့လိုရတာအကယ်၍မရောက်ဘူးဆိုရင်မြင့် sequence ကမကောင်းဘူးเนาะ consequence က result ကအဲ9နာရီကျော်မရောက်9နာရီအလိုမှာမရောက်ဘူးဆိုရင်နေရာ9နာရီစောမမရောက်ဘူးဆိုရင်မင်းတို့ခါရောက်မယ်เนาะအဲ့လိုမျိုး result ရှိတဲ့အခါမှာတုံးတာပေါ့ဗျာ to talk about negative consequence consequence on result ပဲမကောင်းတဲ့အရက်လက်တွေအကြောင်းကိုပြောခြင်းရယ်ဒီ must ကိုသုံးတယ်တဲ့တခုခုမလုပ်လို့မြင့်ဒီရက်လက်ကမကောင်းဘူးเนาะ negative result ထွက်မယ်ဆိုရင်လည်း must ကိုသုံးလို့ရတယ်တဲ့ you must nourish yourself emotionally as well as physically and mentally or else you will get sick မင်း nourish ဆိုတာကတော့ to keep yourself healthy ပဲစမောင်းထားမယ်လို့ပြောတာ emotionally စိတ်ခံစားမှုပိုင်းဆိုင်ရာရော as well as physically and mentally စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအပြင်နဲ့မစိတ်ခံစားမှုပိုင်းဆိုင်ရာကိုမင်းကိုမဲ့ must nourish ဒီစမောင်းတန်ဆောင်းကိုစမောင်းအောင်မထားမယ် or else ဒါမှမဟုတ်ရင်တော့ you will get sick မင်းနေမကောင်းဖြစ်မှာပဲတဲ့အဲ့တော့ဒါကဒီလို ကျမမထားဘူးဆိုရင် negative consequence မကောင်းတဲ့ရလတ်ရှိတယ်လို့ပြောချင်တဲ့နေရာမှာလဲ mask ကိုသုံးပါတယ်တဲ့ဟုတ်ကဲ့နောက်ဆုံးတစ်ချက် talk about prohibition ဒါတော့ mask ကိုသုံးမှာပေါ့နော် talk about prohibition in something that is not allowed something that is not allowed ခုမပြုထားတဲ့အရာ prohibition တားမြစ်ထားတဲ့အရာတွေကိုပြောချင်ရင်လဲ mask ကိုသုံးတယ်သူကတော့ against the rule ပေါ့နော်ဒီ rules တွေ regulation တွေကိုဆန့်ကျင်တဲ့နေရာမှာနော်မလုပ်ရဘူးလို့နော် ဒါတွေကိုခွင့်ပြုထားဘူးလို့ပြောကြရင်လည်း mask ကိုသုံးတယ်တဲ့ဥပမာအဖြစ် you must enter the mitchiro water permission မြေစီဝေခမတွေကိုခွင့်ပြုချင်မပါဘဲမမဝင်ရအောင်ဒါ prohibit လုပ်ထားတဲ့အရာခွင့်ပြုထားတဲ့အရာ you must smoke inside the building ဒီစာအုပ်ထဲမှာမြေစိတ်လေးတောက်လို့မရအောင်စိတ်လေးမတောက်ရအောင်ဒါ prohibition not allowed next you must sell alcohol to children မြေကလေးတွေကိုအရင်မရောက်ရအောင်ဒါလည်းတားမြစ်ပြပင်ထားတဲ့အရာဖြစ်ပါတယ်တဲ့ဒါကတော့ ဒါမတ်စကိုဘယ်မှာတုံးလဲဆိုရင်လိုအပ်မှုလိုအပ်ချက်တွေယခုလက်ရှိတာဝန်ဝတ်တရားတွေဒါမလုပ်ဘူးဆိုရင် negative consequence ဒီမကောင်းတဲ့ရလက်ရှိမယ်ဆိုတဲ့နေရာမျိုးတွေမှာတုံးတယ်နောက်တစ်ခုကဒီမတ်စင်ကိုတုံးအောင်မှာကတားမြစ်ပြပင်ထားတဲ့အရာခွင့်ပြုထားတဲ့အရာတွေကိုပြောချင်ရင်တုံးပါတယ်တဲ့ Okay တိရဲ့ verb form ကတော့ဒီပုံစံတိုင်းပဲ subject must by infinitive subject mustn't by infinitive must subject by infinitive ပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့အားလုံးကိုနော် ဒီတူချုံလိုက်မယ်ဆိုရင်နှင်ကုန်ချုပ်လိုက်ရမယ်ဆိုရင်ခံကိုကခွပြည့်ချက်ပေးဖို့ခွပြည့်ချက်တောင်းဖို့ပြီးရင် physical ability တွေကိုဖော်ပြဖို့ဖြစ်နိုင်ခြေကိုဖော်ပြဖို့ကိုယ်မှာရှိတဲ့ skill တွေကိုဖော်ပြဖို့ခံကိုသုံးတယ်။ရှစ်ကိုကြတော့ဒီတခုခုလုတ်တင်နေလို့ထင်တဲ့အခါမှန်ကန်တယ်လို့ထင်တဲ့အခါမှာရှစ်ကိုသုံးတယ်။ပြီးတော့တာဝန်ဝတ္တရားနဲ့ကိုလုတ်ဖို့ကံမှုတင့်တော်တယ်မှန်ကန်တယ်လို့ထင်တဲ့အခါမှာလည်းရှစ်ကိုသုံးတယ်တဲ့။ mask ကိုကြတော့လိုအပ်မှုပေါ့နော်ဒါတင့်တော်တယ်လို့ထင်တာလိုအပ်တယ်လို့ထင်တာမဟုတ်ဘူးလူကိုလိုအပ်တဲ့အရာ တာဝန်ဝတ်တရားတွေကိုပြောခြင်းလည်းသုံးတယ်ဒါမလုပ်ဘူးဆိုရင် negative consequence မကောင်းတဲ့ရလက်ထွက်လိမ့်မယ်ဆိုတဲ့အခါမှာလည်း mask ကိုသုံးတယ်နောက်တစ်ခုကတားမြစ်ပြပင်ထားတဲ့အရာခုမပြူထားတဲ့အရာတွေကိုပြောခြင်းတယ်ဆိုရင်လည်း mask ကိုသုံးပါတယ်တဲ့ဟုတ်ကဲ့ဒါဆိုရင်တော့အဆင်ပြေလိမ့်မယ်ထင်တယ်ဒါဆိုရင်ကျွန်တော်တို့ exercise ကိုလုပ်ကြရအောင် very easy ပါ it's a piece of cake Fill each blank when an appropriate mode of verb must, can, and should. ုလက်တီတီကိုတဲ့နော်ကုလက်တီတီကိုတင့်တော်တဲ့ model verb တွေ must တို့ can တို့ should တို့ ਨੇ ထည့်ပေးပါတဲ့ okay number 1ကိုကြည့်အောင် all applicants blah 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 take an entrance examination applicants ဆိုတာလျှောက်ထားသူတွေကိုပြောတာဒါ apply ကနေလာတာ grade level မှာလည်းပါပြီးသားလျှောက်ထားသူအားလုံးဟာတဲ့ဝင်ခွင့်ဆောင်မွေးပွဲကိုဖြေရမယ်လားဖြေနိုင်တယ်လားဖြေတင့်တယ်လားဒါလျှောက်ထားသူအားလုံးဆိုတော့ချက်ထားမှတော့ဘာလို့ရအောင်မှာလဲကျွန်တော်တို့ဝန်ဆောင်မှုပဲကို ဖြည့်တင်နေမို့တော့ဖြည့်ကိုဖြည့်ရမှာပေါ့ဗျာအဲ့တော့ဒါကလုပ်ရမယ့်အရာလိုအပ်ချက်ပေါ့နော်လိုအပ်ချက်ကိုပြောချင်တယ်သုံးပါတယ်တဲ့အဲ့တော့ must ထည့်ရမှာပါဟုတ်ကဲ့နံပါတ်2 blah 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 you ride the motorcycle motorcycle ကိုမင်းစီးရမယ်လားစီးနိုင်သလားစီးတင်သလားဘာနဲ့မေးမှလဲကျွန်တော်တို့ဒါကကိုယ့်ရဲ့ scale ကိုမေးနေတာပေါ့ဗျာအဲ့တော့ scale အဲ့ဆိုတော့ can you ride a motorcycle ကြည့်မှာပေါ့ next you look pale as heck မြင်ပြတာဖြူဖြူရောနဲ့နေမကောင်းဖြစ်နေပုံပဲ you blah 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 go and see a doctor မြင်ဆရာဝန်သွားပြတဲ့နေ go and see a doctor ဆိုတာကျွန်တော်တွေကဆရာဝန်ကိုသွားပြီးတော့မှတွေ့တဲ့နေလို့ပြောတာကျွန်တော်ဆရာဝန်သွားပြတဲ့နေလို့ပြောတာပေါ့ဗျာအဲ့တော့မြင်ဆရာဝန်သွားပြတဲ့နေလို့ပဲဖြစ်အောင်ဆရာဝန်သွားပြရမယ်ဆိုရင်လဲအဲရတော့ရတယ်တို့တို့ညာလဲဒီမှာက तू you look pale ဆိုတာက तू အတီချာတော့မသိဘူး तू က तू သူ့ပုံကြည့်ရတာကဖြူဖြူနဲ့နေမကောင်းဖြစ်နေပုံပေါက်လို့မင်းဆယ်ဝန်တော့ပြတ်တင့်နေလို့ကိုကပြောတာအကဲတော့သူကတကယ်ကိုဖြူဖြူနဲ့တကယ်ဖျားနေတယ်ဆိုတော့ you must go and see a doctor မင်းဆယ်ဝန်တော့ပြရမယ်လို့လိုအပ်ချက်ကိုပြောမှာပေါ့ဗျာအခုကသူ့ကိုကြည့်ရတာကဖြူဖြူလေးနဲ့နေမကောင်းဖြစ်နေပုံပေါက်လို့မင်းဆယ်ဝန်တော့ပြတ်တင့်နေလို့ကိုကသူကထင်တာเนาะအဲဒါကြောင့်မို့ကျွန်တော်တို့ကချွတ်တီတင်တော်ဆုံးပါပဲ must ကိုပေါ့နော် necessity မဟုတ်ဘူးအဲသူကလိုအပ်တယ်လို့ကိုသူထင်လို့ရှုပ်ကိုသုံးရတာပေါ့ဗျာ Okay, next number four, the elders of this generation. ီမျိုးစစ်ရဲ့ဒီအကြီးကြီးပါဘောနော်ဒီအကြီးကြီးကအမ် blah 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 teach their children to be polite သူရဲ့ကလေးတွေကို to be polite ရင်ကျေးတည်မွေအောင်တင်ကြားပေးရမယ်လားတင်ကြားပေးတင်တယ်လားနှစ်ခုလုံးဖြစ်နိုင်တယ်နော်ဒါအတို့တော်ညာလေဒီဟာကအဲကိုယ့်ရဲ့ယူဆချက်ဖြစ်တဲ့တွေဒါလဲရှုပ်ပဲတင့်တော်ဆုံးဖြစ်တယ်။ max ဆိုရင်တော့မင်းတင်ချပေးရမယ်မင်းတင်ချပေးရမယ်လိုအပ်ချက်ကိုပြောနေတာပေါ့ဗျာနော်။ max လည်းရတော့ရတယ်တို့တော့ရှုပ်ကတော့အကောင်းဆုံးပါပဲ။ ဒါမချင်းတီအောင်တင်ကြမပေးရင်လည်းကိစ္စတော့မရှိဘူးလေနော်ဒါခွန်ဒီ negative consequence မရှိနိုင်ဘူးအဲကြောင့်မို့ mask ကိုမသုံးဘူးကျွန်တော် ship ပဲသုံးတာ number 5 you blah 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 not smoke in public area ဇာတ်ရုံးအားလုံးရှင်းနေပြီမဲဒီ public areas တွေမှာအမဲဆေးလေမတောက်တင်ဘူးလားမတောက်ရဘူးလားဘာတခုသုံးပါပဲဘယ်ဟာကိုသုံးတင်လဲတားမြစ်ပြပင်ထားတဲ့အရာလိုပဲယူဆမှာပေါ့ဗျာ mask as not smoke not smoke ဆိုရင်လည်းရတော့ရတယ်ဒါကြီးကဟို စလစ်မတောက်တင်ဘူးလို့ပြောတာကတောက်ချင်တယ်တောက်လို့ရတယ်ဆိုတဘောရောက်တော့ပေါ့ဗျာသူတို့ညာလဲဒီ mask ကဒီမှာ prohibition ကိုပြောချင်တာကြောင့်မို့ mask ပဲသုံးပါမယ် MS says the police have done as much as they blah 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 to find the missing boy ပြောင်းနေတဲ့ကလေးကိုရှာဖို့ရဲတွေကတဲ့အတက်နိုင်ဆုံးသူတို့လုခဲ့ပြီးအတက်နိုင်ဆုံးပါရောပြီးသားပေါ့နော် as much as they can ပဲဖြစ်ရမှာပါကျွန်တော်လုံးဝဖြစ်နေတဲ့အကြောင်းမရှိပါဘူးဟုတ်ကဲ့ students ဒါတော့ ability ကိုပြောချင်တာပေါ့နော်ဒေခင်ဆိုတာနော်သူတို့ရဲ့ဒီတတ်နိုင်သလောက် scale လို့ပြောလဲရတာပေါ့ဗျာအဲ့ဒါကြောင့်မို့ခံကိုသုံးတာပါ students blah 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 not leave for the examination hall without permission ကျောင်းသားတွေဟာခွင့်ပြုခြင်းမရှိပဲစီဝေခမတွေကနေမထွက်သွားရဘူးလားမထွက်သွားနိုင်ဘူးလားမထွက်သွားတင်ဘူးလားခမစီဝေခမ sorry ဇောင်းဝခမဆိုတာစီကင်းနေစီကန်းနေ rules နေဆိုတော့ဒါဒီဘာပဲဖြစ်ရမလဲ must ပဲဖြစ်ရမှာပါ ဟုတ်ကဲ့ number 8 although she is young သူဟာငယ်ပင်ငယ်ညသောညလဲ she speak three languages ပါရစကား၃မျိုးကိုတောင်သူပြောနိုင်တယ်ပေါ့ဗျာဒါသူရဲ့ scale ကိုပြောတာဟုတ်ကဲ့ number 9 all passenger blah 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 will see bus when they are in a car or plane လင်းရင်တို့မဟုတ်ကားစီးနေတဲ့အခါခီးရတဲ့အားလုံးထိုင်ကုန်ခပတ်ကိုပတ်ထားရမယ်လားပတ်ထားတင့်တယ်လား ျွန်တော်တို့ negative consequence ရှိရမှာပေါ့ဗျာမပတ်ထားဘူးဆိုရင်အဲ့တော့ဘာပဲသုံးရမလဲကျွန်တော်တို့ mass ပဲသုံးရမှာပါဒါမပတ်ထားဘူးဆိုရင်ဒိုင်းရခံတာပဲဖြစ်ဖြစ် accident ဖြစ်လို့တခုခုဖြစ်ကုန်တာပဲဖြစ်ဖြစ်ဒါ negative consequence ရှိလို့ကျွန်တော်တို့က mass ကိုသုံးတာ short ကတော့ passion လဲပတ်လို့ရတယ် passion လဲမပတ်မပတ်ဖန်နေလို့ရတယ်ဆိုတာကြီးကသိတော့သဘောမကျောက်လေးပဲနော်ဟုတ်ကဲ့ the last one at you a disturbed by this ringtone mean the ringtone နဲ့ ringtone ကမင်းကိုအနောက်ရှေ့ပေးနေတယ်ဆိုရင်ね you blah 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 change it mean ဘာလို့ရမလဲမင်းချိန်ရမယ်လားမင်းချိန်တင်တယ်လားမင်းချိန်နိုင်တယ်လားသုံးခုလုံးဖြစ်နိုင်တယ်တို့တော်ညာလဲအကောင်းဆုံးကတော့ခံမဲအကောင်းဆုံးပါပဲခံမဲအကောင်းဆုံးပဲဒါခွန်ပြူချစ်ပေးလိုက်တဲ့ဘောပေါ့ဗျာနော်ဒီရှစ်ချိန်ဆိုရရမချိန်ညင်လဲညင်နေဆိုတော့ညာလဲကိုယ့်ဒုက္ခပေးနေမှာတော့ကိုယ့်နောက်ရှင်နေမှာတော့ချိန်နိုင်တယ်လို့ကိုယ်သူ့ကို permission ပေးလိုက်တဲ့ဘောပေါ့ဟုတ်ကဲ့ဒါဆိုရင်အားလုံးစီမံသွားလိုက်မယ်လို့ထင်တယ်နောက်တစ်ခုကြံနေတယ် Make sentences of your own. go by မင်းရဲ့ကိုယ်ပိုင်စာကြောင်း၆ကြောင်းတိောက်ပါတဲ့ must နဲ့ can နဲ့ should ကိုသုံးပြီးတော့မှာပေါ့ Okay you must eat well if you want to be healthy People in the front seat of a car must wear a seat belt. Kole can speak Chinese fluently I can run faster if It's a good movie you should see it You shouldn't stay up late This is my simple sentences โอเคအားလုံးဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်ဆင်မပြေသည့်များကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးပေးပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်ပါဘိုင်ဘိုင်